လူသိထင်ရှားသတင်းတောက်တူလောက်ကျန်ခံခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ဆော်ဒီအာရေဗျအင်ရှင်မင်သားဘက်ကနေအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကာကွယ်ပြောဆိုခဲ့ပါတယ်ဆော်ဒီအစိုးရနဲ့အင်ရှင်မင်သားမိုဟာမက်ဘန်ဆယ်မန်ကိုဝေဖန်လေးရှိတဲ့ဆော်ဒီသတင်းတောက်ဂျမဲလ်ခါရှော်ဂီဟာ2018တုန်းကတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာရှိတဲ့ဆော်ဒီကောင်စစ်ဝန်ရုံးမှာတပ်ဖြတ်ခံခဲ့ရပါတယ်ဆော်ဒီအစိုးရကအဲ့ဒီလူသတ်မှုကိုဝန်ခံခဲ့ရပြီးတန်ယုံရဲ့လုံခြုံရေးဝန်ထမ်းတချို့ကိုအပြစ်ဖို့ခဲ့ပါတယ် ဆော်ဒီအစိုးရကိုလက်တွေ့ဥဆောင်နေတဲ့အင်ရှင်မင်းသားဘင်ဆယ်မန်ကခါရှော်ဂီကိုတပ်ပစ်ဖို့အမိန်ပေးခဲ့ကြောင်းစွပ်စွဲမှုတွေကြဲကြဲလောင်လောင်ထွက်ခဲ့ပေမဲ့ဆော်ဒီအာနာပိုင်တွေကညှင်းဆို့ထားပါတယ်။နိုဝင်ဘာ16ရက်နေ့မှာတော့ဘင်ဆယ်မန်ကအင်ဖီရိုကိုအလဲပတ်ခရီးစဉ်ရောက်လာပြီးထရမ့်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ခါရှော်ဂီကိစ္စနဲ့ပတ်သက်ပြီးဘာအမှားမှကျူးလွန်မထားကြောင်းအချင်းချင်းညှင်းချက်ထုတ်ထားတဲ့အင်ရှင်မင်းသားကအင်ဖီရိုမှာအဲ့ဒီကိစ္စနဲ့ပတ်သက်လို့မှတ်ချက်ပေးခဲ့ပါတယ်။သူက ခါရှော်ဂီလှုပ်ကြံခံရမှုမှာဆော်ဒီအစိုးရဟာမှန်မှန်ကန်ကန်စုံစမ်းစစ်ဆေးခဲ့ကြောင်းနဲ့ခါရှော်ဂီရဲ့သေဆုံးမှုကနာကျင်ဝမ်းနည်းစရာဖြစ်ခဲ့ကြောင်းပြောပါတယ်ခါရှော်ဂီလှုပ်ကြံခံရမှုနောက်ပိုင်းဒါကဘင်ဆယ်မန်ရဲ့ပထမဆုံးအမေရိကန်ခရီးစဉ်လည်းဖြစ်ပါတယ်အမေရိကန်အခြေစိုက်ဂျာနယ်လစ်တအူးဖြစ်တဲ့ခါရှော်ဂီသေဆုံးမှုကိုအကြောင်းပြုပြီးအမေရိကန်ဆော်ဒီဆက်ဆံရေးမှာလည်းကြီးမားတဲ့ကြရက်ထမှုတွေဖြစ်ခဲ့ပူပါတယ်အင်ဖြူရောမှာသတင်းတောက်တယောက်ဟာခါရှော်ဂီအကြောင်းဘင်ဆယ်မန်ကိုလှမ်းအော်ပြီးမေးတဲ့အခါထရမ့်က သတင်းတောက်ရည်ညွှန်းတဲ့ပုံကဟာအငင်းပွားစရာတွေအများကြီးပြည့်နှက်နေသူဖြစ်ပြီးသူ့ကိုမကြိုက်တဲ့သူတွေလည်းတော်တော်များကြောင်းခါရှော်ဂီကိုအပြစ်တင်တယ်လို့ပုံစံမျိုးနဲ့ကြားဝင်မှတ်ချက်ပေးခဲ့ပါတယ်။ခါရှော်ဂီကိုလူတွေကကြိုက်တာပဲဖြစ်ဖြစ်မကြိုက်တာပဲဖြစ်ဖြစ်ဒီလိုအခြေအနေတွေကတော့ကြုံနိုင်တယ်လို့လည်း Trump ကဆက်ပြောပါတယ်။ဒါအပြင်အင်းရှိမင်းသားဟာဒီလောက်ကြံမှုအကြောင်းဘာမှကြိုသိမထားခဲ့ကြောင်း Trump ကကာကွယ်ပြောဆိုပြီးသတင်းတောက်အနေနဲ့အဲ့တယ်ရော်ရီကိုအဆက်မခွဲသင့်ဘူးလို့လည်းတုံ့ပြန်ခဲ့ပါတယ်။ American မှာသမ္မတဂျိုးဘိုက်ဒန်လက်ထက် 2021ခုနှစ်တုန်းကထွက်ပေါ်လာတဲ့ထောင်နှိုင်းရေးအစီရင်ခံစာမှာတော့ခါရှော့ဂီကိုအရှင်ဖမ်းဖို့ဒါမှမဟုတ်အပြက်ရှင်းဖို့ဘင်ဆယ်မန်ကခွင့်ပြုအမိန့်ပေးခဲ့တယ်လို့ပါရှိပါတယ်။အဲ့ဒီထောင်နှိုင်းရေးအစီရင်ခံစာကိုထရမ့်ရဲ့ပထမအကြိမ်အမေရိကန်သမ္မတသက်တမ်းကာလာတုန်းကမထုတ်ပြန်ခဲ့ပါဘူး။ခါရှော့ဂီရဲ့ကြံရည်သူဇနီးတဲ့ဟာနန်လူမှုကွန်ရက်မီဒီယာ X မှာရေးသားထားတဲ့ post တစ်ခုမှာတော့ဆော်ဒီအိမ်ရှိမင်းသားနဲ့တွေ့ဆုံခွင့်ရဖို့တောင်းဆိုထားပြီးခင်မွန်းတဲ့အသက်ခံရမှုအတွက်တရားဝင်တောင်းပန်မှု နင်နာကြီးတွေရရှိလိုတယ်လို့လည်းဖော်ပြထားပါတယ်။သူဟာနိုင်ငံရေးခိုလုံခွင့်ရခဲ့ပြီးဝါရှင်တန် DC မြို့တော်မှာနေထိုင်နေပါတယ်။နိုဝင်ဘာ16ရက်နေ့တွေ့ဆုံမှုမှာတော့ Trump နဲ့ Ben Salman တို့ဟာနှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေအပြင် American ရဲ့အဆင့်အမြင့်ဆုံးတိုက်လေယာဉ်တွေဖြစ်တဲ့ F-35 တွေ Saudi Arabia လက်လွဲရောင်းချရေးအလားအလာတွေကိုပါဆွေးနွေးခဲ့တယ်လို့သိရပါတယ်ရှင်။